မင်္ဂလာပါခင်ဗျာဆရာငယ်ပါခင်ဗျာဒီတစ်ခါတော့ဆရာကနောက်ဆုံးပိတ်အိတ်ငယ်လွယ်မယ်ဇနီးသားသမီးမိတ်ဆွေတို့2025ခုနှစ်17လပိုင်းပြန်မှာတလားစာရှောင်းရံဆောင်းရံအတွက်ကံကြမ္မာဟောစတန်းကိုဟောကြားပြီးမှဖြစ်တဲ့အတွက်ဇနီးသားသမီးမိတ်ဆွေတို့အချိန်နေဘယ်ကနေကြည့်နေရလဲမိတ်ဆွေတို့အနေနဲ့ဆရာကိုမှတ်မိကြပါဦးဒီ2025ခုနှစ်17လပိုင်းပြန်မှာ မိတ်ဆွေစနေသားသမီးများဒီလာတာတော်တွင်မှာဆိုရင်မိတ်ဆွေတို့ရဲ့ကံကိုဥစွာပြမဆရာတားတော်ဆွဲပေးပါမယ်မိတ်ဆွေတို့ရဲ့ယင်ထဲမှာဖုန်ကြီးဝစ်ရှင်နေတဲ့စိတ်တွေယဟန်ဝစ်ရှင်နေတဲ့စိတ်တွေဘာသာတရားတစ်ခုခုဘာသာရေးဆိုင်ရာကိစ္စတစ်ခုခုကိုလှုပ်ဆောင်နေတဲ့စိတ်မျိုးငါတို့လူကျင်လိုက်တာဆိုတဲ့စိတ်ကလေးငါတို့လှုပ်ရှင်လိုက်တာဆိုတဲ့စိတ်ကလေးတွေများစွာ ဖြစ်ပေါ်နေတော့ကာလာလေးဖြစ်ပြီးတော့ခါတရာစိတ်ယူဖိတ်နေတော့ကာလာဖြစ်ပြီးတဲ့ခါမိတ်ဆွေတို့နေနဲ့ကိုကိုတိုင်းမဲ့ဥစဉ်ဝစ်လာရင်ကောင်းမလားတီလာရှင်မဲ့ထွက်လာဝစ်လာရင်ကောင်းမလားဆိုတဲ့ဘာသာတရားစိတ်တွေအကြောင်းအရာမျိုးစုံပြောက်အဲလှူကျင်တဲ့စိတ်တွေဖျားတဲ့တိမ်ဆောက်ရက်ွက်အဆရှိတဲ့ပေးကန်းစွန်ကြဲခြင်းကုသိုလ်မျိုးတွေစိတ်ဆန္ဒတွေတရာစိတ်တွေများစွာဖြစ်ပေါ်နေတော့လာဖြစ်ပါလေခင်ဗျာတို့အပြင်မိတ်ဆွေစနေတာသမီးတွေဒီ2025ခုနှစ်17လပိုင်းဆိုတဲ့ကာလမှာမိတ်ဆွေတို့ရဲ့ကံဟာ ဒီကလာမှာတော့လရဲ့အစမှာတော့ဘာကိုလှုပ်လှုပ်ကိုကိုကိုစိတ်တိုင်းမကြရင်အားမရခြင်းကြီးဂျုံဟာတက်တယ်လို့ဇနီးသားသမီးမိတ်ဆွေတွေနဲ့ဘာကိုလှုပ်လှုပ်အဲမိတ်ဆွေတို့နဲ့ငါတိချက်ပို့လှုပ်နိုင်ရမှာငါတိချက်ပို့ကြိုးစားနိုင်ရမှာဆိုတဲ့အရာလေးတွေငါတိချက်ပို့ပြီးတော့ကိုကိုကိုအပြစ်မြင်နေတာမျိုးကိုလှုပ်နေတာအမှန်ဆိုမယ်ကိုကိုကိုစိတ်တိုင်းမကြခြင်းအားမရခြင်းအဲမီတွန်တောက်တီးချိန်မနိုင်ခဲမရဖြစ်နေတတ်တော့လာဖြစ်ပြီးတော့အမှန်ကတော့ကိုကိုကိုစိတ်လျှော့ပြီးပါ ဖြစ်လို့တာထပ်ပို့ပြီးတော့မော်ဒန်ဖြစ်ရှင်နေတဲ့စိတ်ကြီးများစွာဖြစ်ပေါ်နေတော့လာဖြစ်ပါတယ်တို့ပြင်မိစေတို့အနေနဲ့တကူကလွဲခဲ့ပြီးသားအမဖြစ်ခဲ့ပြီးသားအမလွဲခဲ့ပြီးသားအမတွေကို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 အပြစ်မြင်နေတာမျိုးအပြစ်တင်နေတာမျိုးတွေဂျုံဝတ်တက်တော်လာဖြစ်တဲ့အတွက်မိစေတို့တိထားဖို့လိုအပ်တာကတော့အတတ်နိုင်ဖို့ကိုစူးစမ်းပါစူးစမ်းလို့ဖြစ်မလာတဲ့အခါမှာဖြစ်ဖြစ်စူးစမ်းလို့ရရှိနေတဲ့နေရာကိုလည်းလက်ခံကျင့်သက်ပြီးတော့ဆက်လက်စူးစမ်းဖို့လိုအပ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေ လုပ်ငန်းခိုင်ခံတဲ့ပတ်သက်ရင်အလုံးနှစ်ခုစိတ်နှစ်ခုဖြစ်တတ်တယ်ထို့အပြင်မဲ့လုပ်ငန်းနဲ့ပတ်သက်လို့အလုံးနဲ့ပတ်သက်လို့ရှိရင်လည်းတစ်ချိန်တစ်ခါတည်းနဲ့မပြီးပဲနှစ်ချိန်ထပ်ပို့ပြီးလုပ်ရတာမျိုး repetitious more than ထပ်ထပ်ထပ်တင်တယ်လည်းပြုလုပ်ရတတ်တော့လာဖြစ်တဲ့အတွက်မိတ်ဆွေစနေသားသမီးများအနေနဲ့ ိစ္ဆာတစ်ခုခုကိုလည်းတခါတည်းနဲ့မလုပ်ပါနဲ့ဆုံးဖြတ်ဆောင်ရွက်တာမျိုးတခါတည်းနဲ့အပြတ်စကားပြောတာမျိုးစနေရီရဲ့ဇယိုက်ကူကဒေါသကြီးတယ်စိတ်ဆက်တယ်အကြောမာတယ်မခံကျင်စိတ်ကြီးမားတတ်တဲ့အဲမီးတောက်ကဲ့သို့သောနေသားတွေဖြစ်တဲ့အတွက်ကြောင့်မလို့မိတ်ဆွေတို့နဲ့ဘာကိုဖြစ်ဖြစ်အပြုံးကလေးနဲ့ချိုးတာပါလုပ်ပါမခံကျင်စိတ်တွေကိုရင်ထဲမှာပဲထားပြီးတော့အဲနှုတ်ကနေဖွင့်မပြောတာကောင်းပါလေခင်ဗျာ ငွေကြီးငွေကြီးနဲ့ပတ်သက်လာလို့ရှိရင်တော့ငွေမမြဲတော့လာဖြစ်ပါတယ်။ဒါကြောင့်လက်ထဲမှာငွေထားခြင်းထက်ငွေကြီးနဲ့ပတ်သက်ဟိုကဝင်လာဒီကဝင်လာကိုနေရာကဝင်ဒီနေရာကဝင်ဒီကထွက်ဟိုကထွက်နေပလိုင်းပေါင်းနဲ့ဖားကောက်နေတကယ်သူပဲဝင်ဝင်နဲ့ထွက်ငွေဟာဝင်ငွေနဲ့ထွက်နေကဲသူဖြစ်နေတတ်ပြီးတော့ငွေကြီးနဲ့ပတ်သက်ရင်ငွေမမြဲတော့လာငွေမမြဲတော့အပတ်ဖြစ်ပါတယ်။ဒါကြောင့်မိတ်ဆွေတို့နဲ့ငွေကြီးကန်နဲ့ပတ်သက်လာရင်မိသားစုကိစ္စလေးကြီး ဘာသာရေးကိစ္စလေးတွေအိမ်တွင်းအဆရှိတဲ့ထူးထူးလေးလေးမှာမဖြစ်မနေတုံးဆွေးရတော့ကိစ္စလေးတွေကြောင့်ငွေကြီးနဲ့ပတ်သက်ကိုနဲ့ငွေဟာဝင်ဝင်နဲ့ထွက်ငွေဟာဝင်လေနဲ့ထွက်လေကဲ့သို့ဖြစ်နေတတ်တဲ့အတွက်ငွေကြီးနဲ့ပတ်သက်လို့လက်ထဲထားတာကြီးတဲ့တခုခုကိုလှုပ်ဆောင်တဲ့အခါမှာကိုယ့်လက်ထဲမှာထားပဲနဲ့ကြံ့ကြာတွေဝေတုံဆိုင်မနေပဲနဲ့ယင်းစီရာရှိတာဝယ်စီရာရှိတာလှုပ်စီရာရှိတာကိုခက်ပြက်ပြက်ခက်ချင်းချင်းလှုပ်တာကောင်းပါလေ အစုဆယ်ရာစုကြီးငွေကြီးနဲ့ပတ်သက်လို့မထားပါနဲ့မလုပ်ပါနဲ့အာမခံကိစ္စငွေကြီးကိစ္စချီးငားဆိုင်ရာကိစ္စလေးတွေမှာလည်းသတိပြုစင်ကြမှာငွေကြီးကံနဲ့ပတ်သက်ရင်ဒီလဟာအင်မတန်အားနည်းသောလဖြစ်တဲ့အတွက်လက်ထဲမှာငွေဝင်လာရင်လက်ထဲမှာကြာကြာမထားဘဲနဲ့သို့မဟုတ်လူမြင်မခံတာအကောင်းဆုံးဖြစ်ပြီးတော့မိတ်ဆွေနဲ့ငွေဟာဆက်ညင်ပိုက်ရက်ကိုတွားနေတော့လဖြစ်ပါလေထို့အပြင်မိတ်ဆွေတို့နဲ့ဒီလတာတို့တို့မှာငွေကြီးအစင်မပြေတဲ့မိတ်ဆွေများရရ ငွေကြေးစင်မပြေတဲ့မိတ်ဆွေငွေကြေးနဲ့ပတ်သက်လို့အဲလက်လွန်ထားတဲ့ငွေကြေးတွေကိုကိုကိုတိုင်းပြောဆိုတောင်းမနာမျိုးထပ်စာလို့ရှိရင်တဦးတယောက်တစုံတယောက်ရဲ့အကူအညီနဲ့တောင်းဆိုတာဟာပုံမကောင်းမှန်ပါတယ်အိမ်တွင်းရေးကိစ္စလေးတွေမိသားစုရေးကိစ္စလေးတွေမှာလည်းငွေကုန်ကြီးကြအများရတတာမျိုးအနှဲငယ်လေးငွေကြေးနဲ့ပတ်သက်လို့နားလည်မှုနှဲငယ်လွဲနေရတတ်တော့လာဖြစ်တဲ့အတွက်အတွက်ကြောင့်မလို့ညီကိုကတော့ညီကိုစဘာကတော့ပေါက်စည်းဆိုရဲဖုံးကိုနှလုံးမူလို့ကြင်ကြံတာဟာအကောင်းဆုံးဖြစ်ပါလိမ့်မယ်ဒီလာတာတော့တက်မှာမိတ်ဆွေတို့ ကျမ်းမာရေးကျမ်းမာရေးနဲ့ပတ်သက်လာတဲ့အခါမှာလူပြူစားခြင်းခံရတာမျိုးတွေမကောင်းတဲ့ပညာရဲ့အတိုက်အခိုက်တွေကြောင့်သာညံ့ပါလိမ့်မယ်သို့မဟုတ်ရင်ญาတိအခုပြောင်းကာလလေးတွေကြောင့် ကျမ်းမာရင်းနဲ့ပတ်သက်လာရင်စွစွဝဝတော့မဖြစ်နိုင်ပေမဲ့ဝနာကကြိုက်တယ်လို့ဒီနာကခဲတယ်လို့အဲငွေမဝင်ရင်ကျမ်းမာရေးညံ့ပြီးတော့ငွေဝင်ရင်ကျမ်းမာရေးကောင်းတဲ့တော့လာဖြစ်နိုင်ကြီးကြီးတော့လာဖြစ်တဲ့တော့ငွေကြီးနဲ့ပတ်သက်လို့စနေသားမိတ်ဆွေတို့ရဲ့အိမ်တော်ဗမာကတော့ငွေမများချာရင်တော့မိမများများသူ့မဟုတ်မိမိရဲ့ယောက်ျားများစိတ်ကြည်မှာအသေးစားပဲဖြစ်တယ်ခင်ဗျာတော့ထို့အပြင်မိတ်ဆွေတို့ဒီလာတာတော့ဒီမှာကျမ်းမာရေးနဲ့ပတ်သက်လာရင်ယောဂါဟောင်းရှိတဲ့မိတ်ဆွေများသတိထားပါ နဂုကဖြစ်ခဲ့ပြီးတော့စိုးခဲ့ပြီးတော့ညံ့ခဲ့ပြီးတော့ယောဂတွေအပြန်လေဖြစ်လာတာမျိုးလေးတွေကြုံရတတ်တဲ့အတွက်တော့ယောဂဟောင်းတွေအသက်ရှင်ကြတာမျိုးတွေနှလုံးနဲ့ပတ်သက်တာတွေမောပန်းတာမျိုးလေးတွေလီနဲ့ပတ်သက်တော့နှလုံးနဲ့အဆုတ်နဲ့ပတ်သက်တော့ရလေးဒီမှာသတိပြုစင်ကျင်ပေးရန်အတွက်တော့လူအပ်တော်လှဖြစ်ပြီးတော့အသက်60နဲ့9နှစ်အထက်ဇနီးသားသမီးမိတ်ဆွေများဟူပါတော့ခြေလက်အင်္ဂါခါနဲ့ပတ်သက်လို့ထိခိုက်ရှနာခြင်းမျိုးတွေများစွာဖြစ်ရတတ်တဲ့အတွက်တော့သတိထားစင်ကျင်ရန်လူအပ်တော်လှဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေ။ ်ဒီလာရတော့ဒီမှာဇဏီသမီးမိတ်ဆွေတို့အနေနဲ့အချီလူငယ်တွေအချီနဲ့ပတ်သက်လာရင်တော့အဲအပြူကြီးလူပြူကြီးလောက်တာကောင်းပါလေအချီနဲ့ပတ်သက်လာလို့ရှိရင်တော့ရီစာယာယီဖူးစာတွေပေါ်တတ်တာမျိုးတိတ်ကောင်းတဲ့စကားလုံးတော့ဘီလင်းစရာဆိုတော့ယာယီဖူးစာဆိုသလိုပဲယာယီဖူးစာတွေပေါ်တတ်တာမျိုးအဲတကယ်တမ်းအချစ်စစ်အတုရောင်လေးကိုရှိကိုဖျားယောင်းတတ်တာမျိုးနဲ့စကားပြောခြင်းပညာပဲเนาะယာယီဖူးစာတွေပေါ်လာတတ်တာမျိုးတွေစကားပြော ဆက်လာလို့ကိုကိုလိညာလေပြအဲပြီးတော့ပြောတာမျိုးလေးတွေကြောင်းတစ်ဖက်မှာဆိုရှယ်မီဒီယာနဲ့ပတ်သက်ပြီးတော့ရည်စားစကားပြောတာမျိုးလေးတွေဒီလိုမျိုးတွေကြုံရတဲ့အခါစိတ်မယိုင်ဘူးလိုအပ်ကြောင်းနဲ့မိတ်ဆွေတို့ဒီအခြေအမှဆိုလို့ရှိရင်လည်းမိမိချက်တော်မြန်လို့တော်သူကိုဖွင့်ပြောလိုက်ခါမှနားရမှုလွဲခြင်းတွေမျက်နှာချင်းဆိုင်ရာမှာအဆင်မပြေတာမျိုးလေးတွေကြုံရတတ်တဲ့အတွက်တော့တမီးစားများအနေနဲ့ကတော့ဒူတူတိတ်တိတ်နဲ့လွတ်လွတ်ဝဲဝဲကလေးနဲ့ချစ်တဲ့အကြောင်းကိုအမူအရာလေးနဲ့မန္တာမိတ်အမှန်ဆိုတဲ့အတိုင်းပဲကိုအမူအရာလေးနဲ့ပေါ်ပြပေးတာက အကောင်းဆုံးသောအဲကိုချစ်တဲ့သူကိုအကောင်းဆုံးသောဆွဲဆောင်ပြီးဖြစ်ပါကြောင်းအဲတရားစီရင်ယူကြမရအတင်းနော်ဆိုဖြစ်ပါကြောင်းထပ်လောင်းပြောကြလိုက်ပါစီကောင်းပြီတို့ပြင်စနေသားသမီးမိတ်ဆွေများသမီးကြီးများအနေနဲ့ကတော့ဘာမှစွစွဝါးမရှိပြင်မဲ့လို့ ဖြစ်ခဲ့ပြီးသားအမားတွေပြီးခဲ့ပြီးသားရည်စားကိစ္စတွေသမီးရည်စားကိစ္စတွေငဘောကဖြစ်ခဲ့တဲ့အရာတွေကိုနောက်ကျောင်းလံပြီးတော့ကြောက်အကြောင်းပြုပြီးပြဿနာတက်တာမျိုးတွေသမီးရည်စားရေးမှဆိုလဲတဦးတယောက်တစုံတယောက်ပြီးခဲ့ပြီးသားမိသားစုဝင်ကိစ္စတဦးတယောက်ကိုအကြောင်းပြုပြီးတော့စိတ်ဆိုးစိတ်ကောက်တာမျိုးတွေနားလည်မှုလွဲတာမျိုးတွေဖြစ်ရတာကလွဲရင်ခိတ္တခဏတော့အစင်မပြေခြင်းတွေပြက်ဆဲခြင်းတွေရက်ဆဲခြင်းတွေနားလည်မှုလွဲခြင်းတွေကြုံရတတ်တဲ့အတွက်တော့ဒီကလာတွေမှာ သမီးရည်စားရေးကိစ္စတွေမှာသူများကိုတိုင်ပင်ညှိနှိုင်းတာဟာအားနည်းစီတော့လှဖြစ်ပြီးတော့ အဲအိမ်တော်ပြုရန်စိတ်ဆက်ရန်သူကတိုင်ပင်တဲ့ခါမှာလေလူကြီးမိဘချင်းတွေတဟဆတာမတည့်တာမျိုးတွေဂျုံကတက်တဲ့အတွက်ကြောင့်မလို့ဒီလက်ဟာအတော်ကိုတတိထားပြီးတော့ဆင်ကျင်တင်တော့လက်ဖြစ်ကြောင်းနဲ့ထက်လောင်းပြောကြလိုက်ပြရစီ။ကောင်းပြီဒီ2025ခုနှစ်စနေလပိုင်းဆိုတဲ့ကာလအတွင်းမှာစနေသားသမီးမိတ်ဆွေတို့အနေနဲ့အကျိုးပေးသောလုပ်ငန်းအနေနဲ့ဆိုရင်တော့လုပ်ငန်းတွေကိုတစ်ခါထပ်မကြမှာလေနှစ်ခါပြန်လုပ်ပါအလုံးလျှောက်တဲ့မိတ်ဆွေများအလုံးရကြရင်တစ်ချိန်နဲ့တော့မပြီးပါဘူးနှစ်ချိန်လောက်လျှောက်တာမျိုး ပတ်စပို့လုပ်ငန်းဗီဇာလုပ်ငန်းစာရွက်စာတမ်းကိစ္စလေးမှာလှုပ်ဆောင်တဲ့ခါလဲတစ်ချိန်နဲ့နဲ့မပြီးပဲနဲ့နှစ်ချိန်လောက်တာမျိုးကိုယ့်ရဲ့အထက်အလူကြီးအကြီးအကဲတဦးတယောက်တစ်စုံတစ်ယောက်ရဲ့အကူအညီလေးတွေကိုရယူပြီးတော့ပိုင်းရဆိုင်ရကလေးတွေနဲ့ပြောဆိုတာမျိုးတွေဟာပုံမှန်အတာကောင်းမှုတိုးတက်နိုင်သောလအဖြစ်ပါတယ် ဥအိမ်ရှံမြေလုပ်ငန်းအာမခံလုပ်ငန်းမြေယာလုပ်ငန်းတွေကိုကိုတိုင်းဥစည်းဥဆောင်လှုပ်ဆောင်လို့လေကိုပိုင်လုပ်ငန်းတွေတို့ကတော့ချိတူဆောင်ရလှုပ်ဆောင်မှာအစောကလက်ထဲမှာငွေထားရင်တော့မကောင်းဘူးဆိုတဲ့လာဖြစ်တဲ့အတွက်အတွက်ကြောင့်မလို့မိတ်ဆွေတို့နေနဲ့ဥအိမ်ရှံမြေနဲ့ပတ်သက်တာကိုပိုင်လုပ်ငန်းနဲ့ပတ်သက်တာစတင်လုပ်တာဥဆောင်လုပ်တာတွေအတွက်တော့ချိတူဆောင်ရလှုပ်ဆောင်ရင်အာသာကောင်းမှုတိုးတက်ပြီးတော့ကံကောင်းစေသလိုမိမိရဲ့အိမ်တော်ဖက်ရဲ့အထောက်အကူတွေများစွာရရှိတတ်တာမျိုးအိမ်တော်ဘက်နဲ့လေယောက်ျားနဲ့ပတ်သက်ပြီးတော့အတိုင်းမြင်ညှိနှိုင်းတာမျိုးမိမိအိမ်တော်ဘက်နဲ့ပတ်သက်ပြီးတော့လုပ်ငန်းနဲ့ပတ်သက်လို့ရှိရင်ညှိနှိုင်း တိုက်မြင်ပြီးတော့တက်ညီလိုက်နေမောင်တထမ်းမဲ့တွေကဆောင်ရရှင်းဟာအင်မတန်အားသာကောင်းမွန်ပြီးတော့ငကိုကခက်ခက်ခက်ခဲဘာလို့လို့အဆင်မပြေတော့မိမိအိမ်တော်ဘက်ကိုဇတိကလေးရောင်းလိုက်တာမျိုးနင့်ကိုတော့ငါရောင်းနေတာနင်လုလိုက်ငကိုကိုငါ့ကိုတော့ရောင်းအောင်နင့်ကိုဝယ်တယ်ဆိုတဲ့အတိုင်းလှုပ်ဆောင်လိုက်ရင်စနေတိုင်းမိမိဆွေများဖို့ကျင်းပြပါတယ်ခင်ဗျာဒီ2020အခုနှစ်12လပိုင်းဟာမိဆွေတို့အတွက်ထင့်ငော့စရာကြီးအဖေမရှိလဲလို့မိရလောက်အောင်ကံစရာအထောက်အကူရပါပါညီကိုမောင်နှမတွေရဲ့အခုညီကိုရရှိတာမျိုးလေးတွေကြုံရတတ်တယ် ထို့ပြင်ဒီလာတာတော့ဒီမှာဆိုရင် OHM မီယာထိုင်ခင်းတဲ့ပတ်သက်သောလုပ်ငန်းတွေအကျိုးပေးပါတယ်စားသောက်ကုန်လုပ်ငန်းစတင်လုပ်တဲ့လုပ်ငန်းတွေအစုချေရာစုရင်းတဲ့ပတ်သက်တာမျိုးစမ်းစီစစပစ္စည်းစားသောက်ကုန်တဲ့ပတ်သက်တာမျိုးယင်ခရီးသွားမော်တော်တဲ့ပတ်သက်တာမျိုးအပြောအဆို အသွေးသားအလှပရေးရတွေအမှုပညာပကြီးအစရှိတဲ့လုပ်ငန်းတွေအလှကုန်ပစ္စည်းတွေဖန်ဆီးလုပ်ငန်းတွေချိလိုဆောင်ရတာမျိုးအယောင်ဝယ်လုပ်ငန်းတွေလူတို့လဲတို့လေးတို့အစရှိတဲ့အရာလေးတွေလက်ဝတ်လက်စားတွေဗရံများတို့နီလာတို့ချွေးတို့ရေးတို့အစရှိတဲ့လုပ်ငန်းတွေရေထွက်ကုန်ပစ္စည်းတို့ကုသရေးဝယ်ရေးဆိုင်ရာလုပ်ငန်းတွေမှာတော့ရှစ်တို့အားသာကောင်းမှုပြီးတော့များစွာထောက်ပံ့မယ်လားဖြစ်ကြောင်းစနေသားသမီးမိတ်ဆွေတွေအတွက်ပြောကြားလိုက်ပါရစေ။ဒါအပြင်ဒီလက်တာတော်တွေမှာဆိုရင်မိတ်ဆွေတို့အနေနဲ့ စကားအများကြီးပြောခြင်းဟာမိษွေတို့အတွက်ကန္တရာရဲ့အထောက်အကူနဲ့မိကောင်းဆွေကောင်းပေါင်းသင်းတွေအကူအညီကိုရရှိတတ်ပေမဲ့လို့ဒီလဟာမိษွေတဲ့အပေါင်းသင်းတဲ့တွေဆွေမကင်းမျိုးမကင်းတွေအကူအညီကိုထူးထူးခြားခြားအပြောင်းလဲနဲ့အကူအညီကိုရရှိတတ်တယ်လို့မိမိအိမ်ကိုညအိမ်ညက်နေဝင်လာတာမျိုးလေးတွေမိမိအိမ်ကိုမထင်မဖဲနဲ့မိဟောင်းဆွေဆွေမျိုးသားချင်းလေးတွေအလေရောက်ရှိလာတာမျိုးတွေမထင်မဖဲနဲ့ကြုံရတတ်တော်လာဖြစ်တယ်လို့ မိတ်ဆွေတို့ဒီလက်လာတော့ဒီမှာဆိုမိတ်ဆွေတဲ့အပေါင်းအသင်းတွေကပို့ပြီးတော့အကောင့်ထယ်ဖော်လို့ရတယ်လို့အလုံးရှာနေသူတွေအလုံးသိရရှိနိုင်တာမျိုးကိုပိုင်လုံငန်းစတင်လို့ဆောင်ရင်အကြံစီတွေကိုအကောင့်ထယ်ဖော်ပြီးတော့ခြေတူဆောင်ရလို့ဆောင်ရင်အောင်မြင်တိုးတက်ပြီးတော့ကံကောင်းစီတော်လာဖြစ်ပါတယ်ပတ်စပို့လုံငန်းဗီဇာလုံငန်း ရဝေးခီးသွားပြည်ပနိုင်ငံခြားနဲ့ပတ်သက်သောလုပ်ငန်းတွေမှာဆိုရင်တော့ဖြင့်မိတ်ဆွေတို့အနေနဲ့ကိုကိုယ်တိုင်ဦးစီးဦးဆောင်လုပ်တာမျိုးတွေလူလိန်ခံရတာမျိုးတွေတတိထားဆင်ရင်ပြီးဖို့လိုအပ်ကြောင်းနဲ့တဦးတယောက်ရဲ့အကူအညီကိုရရှိအောင်ဆွမ်းဆောင်ပြီးလုပ်ပါငွေချင်းနဲ့ပတ်သက်ရင်ပတ်စံပြောက်တာမျိုးတခိုးခိုးခံရတာမျိုးတွေကြုံရတတ်တဲ့အတွက်တော့တတိပြုဆင်ရင်အတွက်တော့အထူးထပ်လောင်းအားပြုပြောကြားလိုက်ပါရစေခင်ဗျာ ဒါပြင်မိတ်ဆွေအဲစနေသားမီးများအနေနဲ့ဒီလာတာတော်တို့မှဆိုရင်မိတ်ဆွေတို့အနေနဲ့တကူကတုံးနဲ့တူတယောက်နဲ့တယောက်နားလည်မှုလွဲနေတဲ့ညီအစ်ကိုမောင်နှမတွေဆွေမျိုးသားချင်းတွေနဲ့ပတ်သက်ရင်တော့နားလည်မှုပြန်လဲရရှိတာမျိုးတွေကြုံရတတ်သောကာလပိုင်းခြားဖြစ်ပြီးတဲ့အခါငကူကမိတ်ဆွေတို့ယောဂဟောင်းတွေကိုဆရာကောင်းသမားကောင်းစီဝါကောင်းတွေနဲ့ပြန်လဲကုသရမယ်ကာလဖြစ်တယ်ပညာရေးပညာရေးနဲ့ပတ်သက်လာရင်တော့စိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်ရတတ်တယ်လားဖြစ်ပြီးတော့ပညာရေးနဲ့ပတ်သက်လာရင်ကိုကဝါသနာပါတာတစ်ခုသင်နေတာတစ်ခုဆိုပြီးတော့ စိတ်ကနှစ်ခုဖြစ်နေတတ်ပြီးတော့စိတ်အားငယ်ခြင်းနေစိတ်မောလူမောစိတ်ပန်းလူပန်းဖြစ်ရတတ်တဲ့အတွက်တော့ဆရာအနေနဲ့ပညာရေးနဲ့ပတ်သက်ရင်တော့တာမန်ထက်ပို့တော့သတိပြုစင်ကြင်ရမယ်တာမန်ထက်ပို့တော့နမောနမဲမနိုင်အောင်စိတ်မလောအောင်စင်ကြင်ရမယ်လာဖြစ်ကြောင်းထပ်လောင်းပြောကြလိုက်ပါရစေထို့အပြင်မိတ်ဆွေတို့ဒီကာလအတော်တွင်မှာဘာကိုမဆိုလှုပ်ဆောင်လို့လဲမိတ်ဆွေများအနေနဲ့ဒါကိုမဆိုလှုပ်ဆောင်လို့လဲမိတ်ဆွေများအနေနဲ့ဒီကာလအတော်တွင်မှာ ခยีထွက်ချင်းခยีသွားချင်းတွေအကောင်းထဲပေါ်ပါအားသာကောင်းမှုတိုးတက်နိုင်ပါတယ်စိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်နေလုပ်ငန်းဟောင်းအလုပ်ဟောင်းကြီးကိုတိုးချက်လောက်ကင်နေခြင်းထက်အလုပ်တဲ့နေရာတက်မှာအစီအစဉ်တက်အကြံစီတက်တွေလှုပ်ဆောင်တာဟာပုံမူအားသာကောင်းမှုတိုးတက်ပြီးတော့ကံကောင်းစီတော့လာဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေဒီလာတာတော့ဒီမှာမိတ်ဆွေတို့အနေနဲ့အဲ ဆိုတာဆက်သွယ်ရေးဆိုင်ရာ လုပ်ငန်းတွေစီးပွားဆိုင်ရာလုပ်ငန်းတွေအကျိုးပေးပါတယ်စံစီစီစားစားတောက်ကုန်နဲ့ပတ်သက်တဲ့လုပ်ငန်းလေးတွေကိုပိုင်လုပ်ငန်းလေးတွေအကောင့်ထဲပေါ်တာဆက်တူလုပ်ငန်းအစုဝေးအစုရှယ်ယာတွေကနေရရှိတတ်တော်လားဖြစ်ပတ်တဲ့အကြောင်းထပ်လောင်းပြောကြားလိုက်ပါစီထို့အပြင်ငကူကအထက်လူကြီးအကြီးကဲတွေရဲ့အကူအညီကိုရရှိတတ်ပါတယ်ယာရုလုပ်ငန်းဆိုင်ကနေတိုးတက်လိုတဲ့မိတ်ဆွေများကတော့ တကြိမ်ထပ်ပူပြီးတော့ပြောဆိုတာမျိုးတကြိမ်နှစ်ကြိမ်သုံးကြိမ်လောက်ပြောဆိုမှသာတိုးတာမျိုးငကူကတကြိမ်နှစ်ကြိမ်သုံးကြိမ်ပြောဆိုထားတယ်ဆိုရင်တော့ဖြင့်တိုးဖို့အခွင့်အလမ်းအသာကြောင်းနဲ့အခုမှ first time ဆိုရင်တော့အနည်းငယ်ကံက50 50ပဲရှိကြောင်းထပ်လောက်ပြောလိုပါတယ်ဒါအပြင်မိတ်ဆွေတို့ဒီလတာတော့ဒီမှာဆိုရင်လက်စစ်ပစ္စည်းတွေဓာတ်တွေကိုင်းတွေအသုံးပြုတဲ့အခါတတိထားစင်ရင်ပြန်လိုအပ်ပါတယ်ဝါယာတို့နော်အိုးစုပ်တို့အိုးပဲ့တို့အိုးပြက်တို့ လက်စစ်ပစ္စည်းအစုပ်ကိုလက်စစ်ပစ္စည်းအပြည့်ကိုဓာတ်ပဲအဆရှိတဲ့အရာမျိုးတွေရှိတယ်မိမိအိမ်ထဲမှာဖျားမိရေရုပ်တရက်စက္ကနဲ့တက္ကနဲ့ရက်ကနဲ့ပြတ်သွားရင်တော့တတိထားစင်ညာနဲ့မိမိတို့ရဲ့ကံကိုနမိတ်ကိုပြပြီးတော့အဲ ညံ့တက်တဲ့အတွက်ဘာမှတုံဆိုင်ပြေဝင်မနေပဲအလဲပြစ်တာမျိုးတွေပုံမိုးကောင်းမှန်ပါတယ်ခင်ဗျာထို့အပြင်မိတ်ဆွေတို့အနေနဲ့ချွေဝင်လာတာမျိုးတွေလူဝင်လာတာမျိုးတွေရရှိတတ်တယ်လို့ငကူကအချုံအောင်ဖြစ်တော်မိတ်ဆွေများအချုံအောင်ပြီးအမှုဖြစ်တော်မိတ်ဆွေများအမှုဘေးရနေပြီးတော့ဝင်းလုံးကျွတ်လွတ်လာတာမျိုးကိုယ့်ဘက်ကကံရဲ့အထောက်အကူကိုရရှိတာမျိုးပြက်ပြက်သားသားထင်ထင်ပေါ်ပေါ်ခက်ချင်းချင်းအဖြစ်ပေါ်မဲ့လအဖြစ်ကြောင်းထပ်လောင်းပြောလိုက်ပါတယ်ဒီလကတော့ဒီမှာစနေသားသမီးမိတ်ဆွေများတနင်္ဂနွေသားသမီးတောက်ကြသားသမီးတွေနဲ့တွဲဖက်လှုပ်ဆောင်ရန်အတာပြီး ထိုတနေ့ကနေနေ့လိုတောက်ကြနေ့လိုမှာအရေးကြီးသောကိစ္စတွေကိုပြုမှုဆောင်ရွက်ရန်လိုအပ်ပါတယ်အချို့ပြီးတော့ကဏ္ဍအနေနဲ့ဆိုရင်၄ကဏ္ဍ၃ကဏ္ဍ၂ကဏ္ဍဖြစ်ပါတယ်ညီကိုတွေနှစ်၃၄ချစ်ဆုံးပြည့်ဟာလားနှစ်၃၄ဆိုတော့ကဏ္ဍ၄ကဏ္ဍ၃ကဏ္ဍ၂ကဏ္ဍဟာအချို့ပြီးအသာကောင်းမှာပါတယ်အချို့ပြီးကံကောင်းစီတော့အရက်ဟာတော့အချစ်မြောက်တောင်ရက်ဖြစ်ပြီးတော့စန္တီယာအရက်ကတော့အချစ်တောင်တောင်ရက်ဖြစ်ပါတယ်ဒီလိုကတော့ဒီမှာမိတ်ဆွေစနေသားသမီးတွေအဆက်ဆက်ရရကံကောင်းဇေယံအတွက် စင်စွဲရောင်အသားရောင်အစိမ်းရောင်တွေကိုခမများများပါသောရောင်တွေကိုဝစ်ဆင်ခြင်းဖြင့်ကံတရားရဲ့အထောက်အကူကိုရရှိတိုးတက်စေသောလဖြစ်ပါတယ်။အရေးကြီးသောကိစ္စလုပ်ငန်းဆောင်တာကိစ္စတွေကိုတွားရောက်လှုပ်ဆောင်တဲ့အခါမှာမိမိတို့လိုရာကိစ္စကိုမပြောမီမတွားမီမှာလက်ခုပ်လက်ဝါးလေးခုနှစ်ချက်တိတိတီးပြီးတော့တွားပါဒါဆိုရင်အောင်မြင်တိုးတက်ပြီးတော့ကံကောင်းစီမှာအတိအကျပဲဖြစ်တယ်။ဒီတလတာတို့ဒီမှာစနေသားသမီးမိတ်ဆွေတို့တတိထားဆင်ញင်ပြရမှာတော့အခြေဆူးဆူးရက်ကိုထွက်တဲ့အခါကျမ်းမာရင်ညတ်တပတ်ကြောင်းနဲ့ တိပြုစင်ညာလိုအပ်ကြောင်းနဲ့ကျမ်းမာရေးကိစ္စမှန်သမျှကိုတော့အရှိစစရက်ကိုခྱི་ထွက်ပြီးမသွားတင်ကြောင်းထပ်လောင်းပြောကြားလိုက်ပါစီစနေစနေချင်းတွဲလောက်တာမျိုးဟာကံရဲ့အထောက်အကူကိုများစွာမောသန်းဘုံမတိုးတက်ကံကောင်းဇေနိုင်ပါလေဆိုတဲ့အကြောင်းထပ်လောင်းပြောကြားလိုက်ပါစီဒါအပြင်စနေသားသမီးမိတ်ဆွေများဒီတလတာတော့ဒီမှာဆိုရင်ဘာကိုဖြစ်ဖြစ်မိသားစုရေးကိစ္စအိမ်လူရေးကိစ္စအတွင်းမိကိုအတွင်းမှာထားပြီးတော့အပြင်မိကိုမပေါက်စင်နဲ့မိသားစုအတွင်းမှာ တဦးတယောက်တစုံတယောက်ကိုအကြောင်းပြုပြီးတော့ဆွေမျိုးသားချင်းတဦးတယောက် အကြောင်းရမိတ်ဆွေတယောက်ကိုအကျိုးပြုပြီးတော့ပြဿနာတစုံတရာတွေများပြီးတော့မလိုလားအပ်ပဲမိသားစုတွေနားလည်မှုဘဲတက်ကြောင်းလဲထထောင်ပြောကြလိုက်ပြရစီခင်ဗျာဒီတလတာတော့ဒီမှာမိတ်ဆွေတို့မိတ်ဆွေတို့ရဲ့အဋိဋ္ဌံပြုလို့တဲ့ဆရာငယ်မိတ်ဆွေများပုံမလို့ပေးပါဗဇက်ကဖျားလက်ကကာယာဖြစ်တဲ့တော့လာဖြစ်တဲ့အတွက်စနေသားမိတ်ဆွေများ24ပဋ္ဌာန်းတို့ ပေကြီးဆက်သက်တုတ်တို့ရွတ်တာမျိုးတွေလောက်ဆောင်ပြီးပါကန်ဆာတာညံ့ပြီးအခက်အခဲတွေညံ့နေတဲ့ကိုကိုကံမကောင်းထင်တယ်သို့မဟုတ်ကံကောင်းစီလိုတဲ့မိတ်ဆွေများပရိစ္ဆာဟုတ်ပဋ္ဌာန်းဆာဟုတ်ဘာသာရေးဆိုင်ရာယုံကြည်သက်ဝင်မိမိတို့ရဲ့ဘာသာကြီးမှာဖြန့်ဝေဝေမြခြင်းဖြင့်ကံရဲ့အထောက်အကူတိုးတက်မှုကိုမရစွာရရှိတတ်ပြီးတော့အညံ့တွေကနေအဆိုးတွေကိုရောက်ရှိတက်လန်းသွားမှာပါအဋိဋ္ဌံပြုလို့တဲ့ဇဏီသာသမီးမိတ်ဆွေများအဋိဋ္ဌံပြုလို့လူတပ္ပဆိုရင်တော့ဖြင့်ဂုံတော်ကိုးပါးပတိကိုကိုးရက်တိတိ အတိတ်ကံပြုပါဒီနေရာမှာတချို့တိုက်ဆွဲတွေဥစ္စာဆွဲတွေလို့တိုက်ကလာတဲ့သူတွေဆိုရင်တော့မိတ်ဆွေတို့အနေနဲ့ကိုယ်နှဝင်အတိတ်ကံဝင်ပြတ်တဲ့အတွက်ကြောင့်မလို့အဲဆရာတို့တမ္မုတ်တီ oh sorry ဟိုကိုဒါလေဗုဒ္ဓန္တနာကိစ္ဆာမိတရားဓမ္မန္တနာကိစ္ဆာမိတရားတန်ခန္တနာကိစ္ဆာမိတရားဒါပြီးတော့ဒုတိယမိဆိုပြီး၉ရက်တိတိရှိတယ်နော်တရဏဂုံ၃ပါးဒါကိုနောက်ဆုံးတရက်ကအစအနေအဆုံး၁၀ရက်တိတိအဋိဌံပြုခြင်းဖြင့်ညံ့နေတဲ့အရာတွေမှန်သမျှကောင်းမှုပြီးတိုးတက်သွားပါလိမ့်မယ် အဆက်ဆက်ရရကံကောင်းစီရမိတ်ဆွေတို့ရဲ့ရောင်းကုန်ဝဲကုန်တွေအယောင်းတွက်အယောင်းထွက်စီဖို့အတွက်ဖဲချက်ကလေးတစ်ချက်နဲ့ရိုက်ပုံထိတွေရောင်းလိုက်ပါကအယောင်းတွက်အယောင်းထွက်ပြီးတော့ကံစားထားတွေတိုးတက်ကောင်းမွန်မှာအသေးချာပဲဖြစ်တယ်။ကောင်းပြီ။ဒါအပြင်မိတ်ဆွေစနေသားသမီးတွေဒီတလားတာတော့ဒီမှာအဆက်ဆက်ရရကံကောင်းစီရန်တွက်ပြုလုပ်ရမယ်ရေရမပြောမီ။ကြောင်ညာလေးဝင်ပြရစီ။ဆရာငယ်နမပီမြင်ချင်းခွန်ကိုတုံညာနှစ်ကိုတုံညာ၄၆မှာဆက်သွယ်မြင်မြန်နိုင်ကြောင်းနဲ့ဆရာငယ်ပီ Facebook page မှာဖြစ်စီ ဆက်သွယ်မေးမြန်းနိုင်တယ်လို့ Telegram မှာလည်းဆက်သွယ်မေးမြန်းလို့ရပါတယ်။သို့တော့ TikTok Messenger မှာဧည့်သည်လက်မှတ်ခံကြောင်းထပ်လောင်းပြီးတော့အတည်ပြုပြရစီအကောက်တူတွေများနေပါတယ်။နော်ဆရာငယ်တော်အကောက်တူတွေများနေတဲ့အတွက်ကြောင့်မလို့အကောက်တူတော့အတူတွေကကောက်တက်တယ်ဆိုတဲ့အကြောင်းပြောရင်းနဲ့နော်မိတ်ဆွေတို့အနေနဲ့အဲစနေသားပြီးမိတ်ဆွေတွေ2028ခုနှစ်အတွက်တနစ်စာခေါ်စရာကိုလည်းမှာယူရရှိနိုင်ပြီဆိုတဲ့အကြောင်းလေးထပ်လောင်းလက်ခံောင်းခတ်အောင်စီတည်ရင်းနဲ့ဖြစ်စနေသားပြီးမိတ်ဆွေတွေဒီတစ်လတာလုံးမှာ ငွေကြီးကံကောင်းစီပြီးအဆက်ဆက်ရရအစင်ပြီးအောင်မြင် တိုးတက်စီရလို့ငါငွေမြဲစီရရရလေးတခုပဲပြန်ပေးခြင်းပါတယ်သို့မဟုတ်ရင်မိဘိတ်ဆွေတို့အတွက်အဆက်ဆက်ရရအစင်ပြီးအောင်မြင်တိုးတက်စီရတို့ပြုလုပ်ရမယ်ရရအနေနဲ့ဆိုရင်တော့ဖြင့်မိတ်ဆွေများခင်ဗျငွေမြဲစီရအတွက်တော့တထောင်ကလေးတစ်ရွက်ပေါ်မှာငါတစ်တာဘူးလေးတပူကိုတင်းပါဒါပြီးတော့အပေါ်မှာဖျောင်းနိုင်တဲ့တိုင်ကိုမိတ်ဆွေတို့ရဲ့ပတ်စံထားတဲ့နေရာဘီရိုတို့မဟုတ်အမြင့်တနေရာဇပွဲကောင်တာမှာတွင်းချင်းဖြင့်ငွေမြဲစီပါတယ် ပြန်ပြောပြပါမယ်တထောင်နဲ့လေးတရက်ပေါ်မှာတထောင်နဲ့လေးတရက်ကိုမှောက်မှောက်လန်းလန်းငါတစ်တာဘူးအတစ်တဘူးတင်ငါတစ်တာငါတစ်တာလုံညုံလာငါတစ်တာဘူးလေးတဘူးတင်အပေါ်မှာဖျောင်းနိုင်တိုင်းဘာရောက်ထွင်းတွင်ရပါလေငွေမြဲစီပါလေငွေဝင်စီရန်အတွက်အဆက်ဆက်ရကံကောင်းစီရန်အတွက်ပြုလုပ်ရမယ်ယရိယာအနေနဲ့ဆိုရင်တော့ဂျွေပကံများလေးတစ်ချက်တည်းမှာဖျောင်းနိုင်ရအစိမ်းရောင်တိုင်းကိုထွင်းပါကျွေးပကတချို့မိတ်ဆွေတွေတိမဲ့တယ်နဲ့ကျွေးပကများတစ်ချက်တည်းမှာဖျောင်းနိုင်အစိမ်းရောင်တိုင်းကိုထွင်းပါ ဒါပြီးတဲ့အခါဖျောင်းနိုင်လေးကိုမင်းညီပြီးတော့ E A E A O E A အင်္ဂလိပ်လိုပဲ E A E A O E A E A O ဆိုပြီး28ခေါက်သို့မဟုတ်ပို့တော့ညွတ်ပြီးတဲ့အခါလက်ပုတ်လက်ဝါးတီးပြီးတော့ဖျောင်းနိုင်ကိုညှိပြီးတော့ငွေဝင်ပါစေဆူတောင်းပါခင်ဗျာကျင်းသွေးငွေဝင်ပါလေပြန်ပြောပြပါမယ်ကျွေးပကံများတစ်ချက်ထဲမှာဖဲ့ငွေဝင်ပါစေလို့ရေးရေးပြီးရေးချင်ရေးမရေးချင်လည်းရတယ် ဖျောင်းနိုင်အစိမ်းအောင်မရမယ်ဘာလို့လဲအစိမ်းဆိုတာမန်နီခါလာလို့ခေါ်တယ်။နောက်ဆရာတို့အနောက်တိုင်းမိဒီမှာဆိုမန်နီခါလာလို့ခေါ်တယ်။အစိမ်းအောင်နေတဲ့တိုင်းပေါ်မှာဖျောင်းနိုင်နေပြီတော့ ဖျောင်းနိုင်လေးကို EAEAO EAEAO ငွေဝမ်းစေးမိတ်ဆွေတို့ကြိုက်တာယူ28ခေါင်နှစ်ခွန်ဝင်တော့ဝင်ကျွတ်နဲ့တို့ပါညာတို့တော့မိတ်ဆွေတို့ရှင်းပြလိုက်ဝင်အဲ့ဒါပြီးတော့ကလက်ဖုတ်လေးတီးပြီးမီးကိုညှိပြီးငွေဝင်ပါစေလို့ကစက်ကပြောတချို့ကြတော့လက်လက်မှာငွေဝင်ပါစေရေးတယ်ဒါဆိုရင်ကျင်းတယ်ငွေဝင်ပါချောင်းပြောရင်းနဲ့ကဲဇနီးသားသမီးမိတ်ဆွေတို့2025ခုနှစ်7လပိုင်းနောက်ဆုံးပဲအိတ်နဲ့လွယ်ပြီးတော့2025ခုနှစ်မှာလည်းနောက်ဆုံးပဲအိတ်နဲ့လွယ်လို့2026မှာလည်းယတနာစင်ကြောက် ဇေတောက်တိုင်းကစားနိုင်ဖို့ဇာငယ်ကတော့စောင့်နေပြီမိတ်ဆွေတို့အစိုးတွေကိုတတ်ပြီးအကောင့်တွေနဲ့အတူလိုက်ခဲ့လို့ပြောရင်းနဲ့ဇနိသားသမီးတွေတွေအားလုံးအောင်မြင်မှုတွေလည်းလည်တိုးတက်လို့တက်နေတကူလက်ဝေဖြူးလို့ယရနာစိန်ကြောက်ဇေတောက်တိုင်းကစားနိုင်ပြီးတဲ့အခါဒုဗိတ်တန္တရာကတတ္တန္တရာကယောဂကန္တရာကဆိုတော့ကကြီးသုံးပါးကနေကင်းဝေးကြပါစေလို့ဆုတောင်းထောပနာဆန္ဒပြုရင်းနဲ့ကဲဒီနေရာမှာပဲဒီမှာဆဲကြရအောင်ဗျာ